Hey guys အရန်ကိုချစ်ဖို့ကောင်းရမယ်အချိန်အားဖြင့်ဆိုရင်လည်းတနိုင်ဝင်းကျင်တော့မကြရဘူး ဥပါယုတ်ထူးနေလေးကိုသိစင်နေဆိုရင်ဒီ brief လေးကိုအဆုံးထိကြည့်ရှုပေးသွားပါအောင်နော် Hello everyone welcome back MJ Creative Creation Channel အားလုံးပဲမင်္ဂလာပါ MJ Creative Creation Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့မှာဥပါထူးနေလေးကိုမင်းမင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီယုတ်ကလေးကိုထုတ်ပို့ရင်အတွက်မင်းမင်းတို့အရင်ဆုံးအာ measuring လုပ်ရပါမယ်ပြီးတဲ့အချိန်မှာဖူမီလေးထုတ်မယ်ဖူမီလေးတစ်ချက်ထိုးပြီးသွားပြီဆိုရင်အဲ့ဒီ magic ring ထဲမှာဒိုင်လိုကြီးပဲ6ကြိမ်တိတိထိုးပါမယ်ဆိုတော့ဒီနေ့ ာမှာဝူပိုင်းအရှောင်းကအဖြူအောင်လေးဖြစ်တယ်ပေါ့နော်။သို့တော့မမင်းရဲ့ဗီဒီယိုကိုရိုက်တဲ့အခါမှာအဖြူအောင်ကအရန်အလင်းပြန်လို့ပေါ့နော်။မမင်းကနည်းနည်းလေးထိုးချက်ကလေးတွေပေါ်နိုင်မယ်။အသားရောင်လေးကိုအသုံးပြုပြီးတော့ဖန်တီထားပေးပါရစေ။ဆိုတော့အခုဆိုရင်မမင်းထိုးလိုက်တာတိုင်တိုကလေး၆ချက်ရပါပြီ။ပြီးရင်တော့ခွင်းလေးကိုလုံးဝပိတ်ပအောင်တည်တည်ချာလေးဆွဲပြီးတော့အဆီးလိုက်မယ်ပေါ့နော်။ round 2အနေနဲ့ဆိုရင်မမေတို့ကဖုန်မီရဲ့နှစ်ခုစလုံးကိုမယူဘဲနဲ့ ုမီရဲ့အနောက်ဘက်တချမ်းကိုမမေနော်ယူပါမယ်ဆိုတော့အင်္ဂလိပ်လိုဆိုရင်ပီယန်နိုလို့ခေါ်တာပေါ့နော်ဆိုတော့ပြီးရင်မမေနော်အင်္ဂလိပ်လေးမှာ magic လေးကိုစတင်ပြီးတော့မှတ်သားလိုက်ပါမယ် round 2မှာကကြတော့တိုင်ပွားတွေကြီးပဲထိုးအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့တပေါက်ထဲမှာပဲ BLO နှစ်ချက်တကြီးထိုးပါမယ်။ဆိုတော့နှစ်ချက်ရပြီ။နောက်တစ်ပေါက်မှာလည်း BLO နှစ်ချက်တကြီးထိုးပါမယ်ခင်ဗျာ။အဲ့လိုပုံစံလေးနဲ့ပဲပေါ့နော်။မင်းတို့ round တစ်ပတ်လုံးကို PLO နှစ်ချက်စီနဲ့အဆုံးထိထိုးပေးသွားပါမယ်ခင်ဗျာရောင်း2ပြီးသွားပြီဆိုရင်တော့ရောင်း3မှာမမင်းတို့က အာတိုင်းလိုတစ်ခါတိုင်းဝါတစ်ခါထိုးရမှာဖြစ်ပါတယ်ဒီတန်းမှာလည်း BL လိုပဲထိုးပါမယ်ပေါ့နော်ဆိုတော့ဖုန်မီရဲ့နောက်ပတ်အချက်ကိုပဲမင်းမင်းတို့တိုင်းလိုတစ်ချက်စာယူမယ်ပြီးမှတ်ချိန်မှတ်မယ်နောက်တစ်ပေါက်မှာအာဒီဖုန်မီရဲ့အနောက်ဘက်အချက်ကိုပဲတိုင်းတို့နှစ်ချိန်ထိုးပါမယ်ဆိုတော့သူ့ရဲ့ပုံစံလေးကတိုင်းလိုတစ်ခါတိုင်းဝါတစ်ခါတိုင်းတို့တစ်ခါပြီးတဲ့အချိန်မှာနောက်ထပ်တိုင်းဝါတစ်ခါ စသဖြင့်ပေါ့နော်ဒီဒုတိယ round ပတ်ပတ်လေးကိုလည်းမင်းတို့ထိုးပေးသွားပါမယ်နော်ကဲ round 4မှာကကြာတော့မင်းမင်းတို့က to increase ကိုထိုးရမှာပေါ့เนาะတိုးတိုးလေးမင်းမင်းရဲ့ထိုးပုံထိုးနည်းလေးကကြာတော့အာ time to the check ကို အရင်ထိုးမယ် ပြင်မင်မင်တို့မှတ်ကြမှတ်မယ်ဒီ round 4မှာလည်းမင်မင်တို့ကဖူမီရဲ့အနောက်ဘက်အချမ်းကိုပဲယူမယ်ပေါ့နော်ဒုတိယတစ်ပေါက်မှာကကြတော့တိုင်ပွားလေးတစ်ချိန်ထိုးပါမယ်တစ်ပေါက်ထဲမှာတိုင်တူကြီးပဲနှက်ခါပါပြီးရင်မင်မင်တို့1 increase ပြီးနောက်ထပ်တစ်ချက်မှာကတော့တိုင်တူတစ်ခါပြန်ထိုးပါမယ်ဆိုတော့သူ့ရဲ့ပုံစံလေးက1 increase 1အဲ့ပုံစံလေးရှင်းသွားပြီပေါ့နော်ဆိုတော့အဲ့ပုံစံတိုင်းပဲတိုင်တူတစ်ခါ ြီးနောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါပြီးနောက်တစ်ပေါက်မှာတိုင်တို့တစ်ခါမမင်တို့ဒီပုံစံလေးနဲ့ပဲပေါ့เนาะဒီ round 4ကိုပြီးဆုံးဒီအထိထိုးပေးရပါမယ်ခင်ဗျာ round 4ပြီးသွားပြီဆိုရင်တော့ round 5မှာကစတင်ပြီးတော့ဗောနော်မင်းမင်းတို့ BL လို့ထိုးစရာမလိုတော့ဘဲနဲ့ဖုံပြီးအပြည့်ယူပါမယ်ဆိုတော့ပထမဆုံးတစ်ချက်ထိုးလိုက်မယ်ပြီးရင် magic ကလေးမှတ်ပါမယ်ဒီ round 5မှာကကြတော့မင်းမင်းတို့တိုင်တော့စုစုပေါင်း3ချိန်တည်တည်ထိုးပါမယ်အခုနောက်ဆုံးတစ်ချက်3ချက်ပြီးရင်တဲနေတော့ လေးပေါင်းမြောက်မှာကတိုင်ပွားတစ်ခါထိုးရပါမယ်เนาะဆိုတော့သူရဲ့ပုံစံလေးကတိုင်လို3ခါတိုင်ပွားတစ်ခါဒီပုံစံကလေးနဲ့မင်းမင်းတို့က round byte တန်းလုံးထိုးပေးမှာဖြစ်ပါတယ်1 2 3ပြီးရင်မင်းတို့လေးပေါင်းမြောက်မှာကဘာထိုးမလဲဆိုတော့တိုင်ပွားကလေးထိုးမှာဖြစ်ပါတယ်1 and 3ဆိုတော့ဒီ round 5မှာတိုင်လို3ခါတိုင်ပွားတစ်ခါနဲ့ပြီးဆုံးဒီအထိမင်းမင်းတို့ထိုးပေးရပါမယ် ခု round set မှာကကြတော့ memory no 4 increase ထိုးလို့ရတယ်ပေါ့နော်။ဒါပေမဲ့ memory ရဲ့ထိုးဖို့သူနေအရာဆိုရင် memory က time တို့နှစ်ခါအနည်းဆုံးထိုးပါမယ်။ကျတော့တိုင်းတို့တစ်ခါလေးထိုးပြီးပြီးပြီးရင် magic လေးနဲ့မျိုးလုံးမှတ်လိုက်ပါတယ်။ပြီးဒုတိယတစ်ပေါက်မှလည်းတိုင်းတို့ဒုတိယဒီဇိုင်းထပ်ထိုးပါမယ်။ဆိုတော့1 2နှစ်ချက်၃ပေါက်မြောက်မှာကကြတော့မျိုးလုံးတိုင်းပွားလေးဒီဇိုင်းထိုးပါမယ်။တစ်ပေါက်ထဲမှာတိုင်းတို့နှစ်ခါပါ။ဆိုတော့သူ့ပုံစံက1 2တိုင်းပွားပြီးနောက်ထပ်တိုင်းတို့ဒီဇိုင်း ပြီးနောက်တစ်ပေါက်မှာလည်းတိုင်တိုတစ်ကြိမ်စရစုပေါင်း၅ပေါက်မှာသူ့ပုံစံလေးက1 2 increase 1 2ပြီးရင်လည်း1 2တတိယပေါက်မှာက increase เนาะပြီးရင် mino stoda နဲ့ပြင်ဆင်မှာပေါက်မှာကတိုင်တိုနှစ်ချက်ဆိုတော့ဒီ round 6မှာကကြတော့တိုင်တိုနှစ်ခါတိုင်ဘွားတစ်ခါတိုင်တိုနှစ်ခါဒီပုံစံလေးနဲ့တပတ်လေးကိုပြီးဆုံးပြီးအထိထုတ်ပြရပါမယ် ခု round 7မှာကကြတော့မင်းမင်းတို့တိုင်တူကြီးပဲ၅ချက်တိုင်ပွားတစ်ခါနဲ့မင်းမင်းတို့ထိုးပြရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမဆုံးတိုင်တူတစ်ချိန်ထိုးပါမယ်ပြီးရင်မက်ဂျစ်ကလေးနဲ့မင်းတို့အိမ်ညာလေးမှာမှတ်ထားလိုက်မယ်နော်ပြီးရင်ဒုတိယတစ်ပေါက်မှာလည်းတိုင်တူတစ်ချိန်တတိယတစ်ပေါက်မှာလည်းတိုင်တူတစ်ချိန်စုထားတစ်ပေါက်မှာလည်းတိုင်တူတစ်ချိန်ပြီးစမားတစ်ပေါက်မှာလည်းတိုင်တူတစ်ချိန်စုစုပေါင်းတိုင်တူ10 4 5 ပြီးရင်တော့6ပေါင်းမြောက်မှာမင်းမင်းတို့ increase လေးတစ်ခါထိုးပါမယ်။ဒီပေါင်းထဲမှာတိုင်တိုနှစ်ချက်ပါ။ဆိုတော့ဒီပုံစံလေးကားကြတော့တိုင်တိုငါခါတိုင်ဘွားတစ်ခါတိုင်တိုငါခါတိုင်ဘွားတစ်ခါပုံစံနဲ့ဒီ round 7တဒံလုံးကိုသွားပြရမှာပဲဖြစ်ပါတယ်နော်။ round 7ကိုအောင်မြင်စွာပြီးဆုံးသွားပြီဆိုရင်မမင်းတို့ round 8ကနေမှ round 14ထိစုစုပေါင်း9တန်းတန်းတန်းကိုပေါ့နော်တိုင်တူကြီးပဲပတ်ပတ်နဲ့ထိုးပြရမှာဖြစ်ပါတယ်ဆိုတော့ဒီအာ9တန်းတန်းတန်းမှာပေါ့နော်မမင်းတို့ကအဲ့လိုလေတိုင်တူကြီးပဲဆင်းသွားပြီဆိုမှသူကအာကောင်းရဲ့အလုံးပုံစံလေးပေါ်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာလေတိုင်တူကလေးတွေကိုတကယ်ပဲဆေးရှင်လက်ရှင်နေပေါ့နော် identity ဆင်ပေးသွားမယ်နော် ကဲခုနတန်းတိတိကိုထိုးပြီးသွားပြီဆိုရင်တော့ဒီလို result လေးရလာပါပြီเนาะဆိုတော့မင်းမင်းတို့နောက်ထပ်15ရက်မြောက်မှာကကြတော့အာပြန်ပြီးရဆင်းမယ်ပေါ့เนาะဆိုတော့မင်းမင်းတို့ပထမဆုံးတစ်ပေါက်မှာကတိုင်ရတစ်ချိန်ထိုးပါမယ်ဆိုတော့အာဒီဖုန်မီနှစ်ပေါက်ကိုတပြိုင်တည်းဆွဲယူမှာပေါ့เนาะပြီးရင် magic လေးမှတ်ပါမယ်ပြီးရင်နောက်အပေါက်မှာကကြတော့တိုင်တို့တစ်ချိန်အာပြီးနောက်ထပ်တတိယတစ်ပေါက်မှာတိုင်တို့တစ်ချိန်ပြီးနောက်ထပ်တစ်ပေါက်မှာတိုင်တို့တစ်ချိန် ၃ချိန်ရှိပြီးနောက်ထပ်တစ်ပေါက်မှတိုင်တို့တစ်ချိန်အာနောက်ဆုံးတစ်ပေါက်မှတိုင်တို့တစ်ချိန်စုစုပေါင်းတိုင်တို့၅ချိန်ပါသူ့ပုံစံလေးကတိုင်ရော့တက်ခါတိုင်တို့၁၂၃၄၅ဆိုတော့မမေတို့ကစပြီးတော့ရှော့တဲ့ခါမှာအမြင့်ဆုံးထိသွားထားတဲ့အတိုင်းဘွားအတိုင်းပဲပေါ့နော်ပြန်ပြီးတော့ရှော့ပြီးမှဖြစ်တယ်ဆိုတော့ side increase သွားထားတဲ့အတွက်ကြောင့်မလို့မမေတို့က degree 5ဆိုပြီးတော့ထိုးပြရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ round 15ဒီ round ကို round 50တရောင်းလုံးကိုပေါ့နော်မင်းမင်းတို့ကတိုင်ရောတစ်ခါတိုင်တို့၅ခါဆိုပြီးတော့ပပလဲထိုးပြရမှာဖြစ်ပါတယ်ရောင်း15ပြီလို့ရောင်း16မှာကြာရောမင်းမင်းတို့ကခုနအတိုင်းပဲတိုင်ရော့တစ်ကြိမ်စတင်ထိုးပါမယ် တိုင်ရော့တစ်ချိန်ထိုးပြီးသွားပြီဆိုရင်မင်းမင်းတို့ကတိုင်တို့လေးဆက်တီတီထပ်ပြီးတော့ထိုးပြပါမယ်ဆိုတော့သူရဲ့ပုံစံလေးကကြတော့တိုင်ရော့တစ်ခါတိုင်တို့လေးခါအဲ့ဒီပုံစံလေးဖြစ်သွားပြန်ပေါ့နော်ဆိုတော့ကမင်းမင်းတို့ကဒီလိုမျိုးတက်တစ်ခုစီတစ်ခုစီပြန်ပြန်ရှော့ပြရမှာပေါ့နော်ခုရှိပြနေတဲ့အတိုင်းပဲလေးချက်ပြရမယ်ပြန်နောက်တစ်ပေါက်မှာလဲတိုင်ရောတစ်ချိန်တိုင်ရောကားကြတော့ဖုတ်မီနှစ်ခုကိုဒီဘရိုင်းနဲ့ထဲပဲပြန်ပြီးတော့ဆွဲယူပြန်မှာဖြစ်ပါတယ် အဲတိုင်ရောက်ပြီးသွားပြီဆိုရင်တော့တိုင်တို့တစ်ခါတိုင်တို့နှစ်ခါတိုင်တို့သုံးခါအာတိုင်တို့လေးခါဒါဆိုရပါပြီပေါ့နော်ဆိုတော့ဒီ round round လုံးမှာအာတိုင်ရောက်တစ်ခါတိုင်တို့လေးခါပုံစံနဲ့ပတ်ပတ်လည်းအဆုံးထိသွားပြရမှာပဲဖြစ်ပါတယ် ကဲအခု16တန်းပြီလို့18တန်းမြောက်ရောက်တဲ့အခါမှာကကြတော့မင်မင်တို့တိုင်ရော့တစ်ခါအရင်ဆုံးထိုးပေးပါမယ်နော်ဆိုတော့အာဒီညလေးမှာတိုင်ရော့တစ်ချိန်ထိုးပါမယ်တိုင်ရော့တစ်ချိန်ထိုးပြီးသွားပြီဆိုရင်မင်မင်တို့မှတ်ချက်ကလေးနဲ့မှတ်ပါမယ်အာအပေါ်ဒရမ်းမှာကတိုင်ရော့တစ်ခါတိုင်တူလေးခါဒီဒရမ်းမှာကြတော့တိုင်ရော့တစ်ခါတိုင်တူသုံးခါထိုးပါမယ်နော်တင်အာပြီးရင်နေအနောက်ဆုံးတစ်ချက်တော့ ဒါဆိုရင်ဒီ round September ကတိုင်ရောတစ်ခါတိုင်တို့သုံးခါတိတိထိုးပေးရပါမယ်။အဲ့ဒါကိုပပတ်နဲ့ထိုးပေးသွားပါခင်ဗျာ။ ားဆမ်တင်ပြသွားလို့ရာ18ရောက်သွားပြီဆိုရင်တော့မိမင်းတို့ကထုံးစံနိုင်မယ်တန်ရော့တစ်ခါစတင်ထိုးပါမယ်เนาะတန်ရော့တစ်ခါပြီးရင်မိမင်းတို့ magic လေးအမှတ်ပါမယ် magic လေးမှတ်ပြီးသွားပြီဆိုရင်တော့နောက်ထပ်နှစ်ပေါက်တိတိမှာတိုင်တူတစ်ခါတစ်ခါစီထိုးပေးပါမယ်เนาะဆိုတော့ day နောက်တစ်ပေါက်မှာ ਨੇ ဒါဆိုသူရဲ့ပုံစံလေးကတန်ရော့တစ်ခါတိုင်တူ day ਨੇ နော်ဒီပုံစံနဲ့အတိုင်းမင်မင်တို့ကထိုးပေးရပါမယ်ဆိုတော့ဒီ round 18အမှာမင်မင်တို့ကတိုင်ရောတစ်ခါတိုင်တော့နှစ်ခါတိုင်ရောတစ်ခါတိုင်တော့နှစ်ခါပုံစံနဲ့ပတ်ပတ်လေအဆုံးထိတွားပေးရပါမယ် ဲနောက်ဆုံးတဒန်းနေနဲ့ round 9ချင်းမှာပေါ့နော်မမင်းတို့ကတိုင်ရော့တစ်ကြိမ်ထိုးပါမယ်တရော့တစ်ကြိမ်ထိုးပြီးသွားပြီးဆိုရင်တပြိုင်နက် magic ကလေးကိုမှတ်လိုက်ပါပြီ magic ကလေးကိုမှတ်ပြီးတော့သူ့ရဲ့ဘေးနားမှာရှိတဲ့ပောင်းမှာတိုင်လို့တစ်ဆက်ထိုးပါမယ်ဒါဆိုရင်ဒီ round 19ရဲ့ပုံစံလေးကကြတော့တိုင်ရော့တစ်ခါတိုင်တို့တစ်ခါเนาะဒီပုံစံလေးနဲ့ပဲဒီ round 19ကိုပြီးဆုံးတဲ့အထိထိုးပေးရပါမယ်เนาะ round 9တင်ပြပြီးသွားပြီဆိုရင်မင်မင်ကအာဒီမှာရှက်ကောမလုပ်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကကြတော့ဒီဖင်ကိုပိတ်တဲ့အချိန်မှာပေါ့နော်။လှစီခြင်းတဲ့အတွက်ကြောင့်မို့မင်မင်ကအဲအချိုးအနယ်ပဲတိမ်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ရှက်ကောမလုပ်တော့ပါဘူး။ဆိုတော့အခုကကြတော့မင်မင်တို့ခေါင်းပေါ်မှာပြရလို့ရေးချန်ထားတယ်ပေါ့နော်။ အချမ်းလာတဲ့ BLO လေးနေရာမှာဖူပါရဲ့စပင်းလေးတက်ပါမယ်ဆိုတော့မေမေကတော့ဖပူးအစီအမလေးကိုအသုံးပြုလိုက်ပါတယ်ဆိုတော့ပထမဆုံးမေမေတို့အာဒီ BLO ကျိုးပေါက်ကလေးပေါ်တဲ့နေရာလေးမှာမေမေတို့ရဲ့အက်ကလေးကိုထပ်လိုက်မယ်ပြီးပြီးဆိုရင်ဒီကျိုးအစင်းလေးကိုလှမ်းယူလိုက်မယ်နော်ယူလိုက်ပြီးတဲ့အခါမှာဖုံမီ၂ချိန်တက်ပေးရပါမယ်အဲဖုံမီ၃ချိန်တက်ပေးရပါမယ် ဖူမီသုံးကြိမ်တက်ပြီးသွားပြီဆိုရင်နောက်ထပ်သူ့ရဲ့ဘေးနားမှာကန့်လျက်ရှိတဲ့အပေါက်မှာမမင်းတို့ရှက်ကောတစ်ကြိမ်လုပ်ပြပါမယ်နော်ဆိုတော့ထည့်လိုက်ပြီးဒါအပြင်မမင်းတို့ရှက်ကောလုပ်ပြပါမယ်ရှက်ကောလုပ်ပြီးသွားပြီဆိုရင်တော့မေမေတို့နောက်ထပ်ဖုမီ၃ခါတီတီထိုးပါမယ်။ဖုမီ၃ခါထိုးပြီးပြီဆိုရင်သူ့ရဲ့ကက်ရက်ပြီးအပေါက်မှာပဲနောက်ထပ်ရှက်ကောတစ်ကြိမ်လုပ်ပါမယ်နော်။ အဲ့ဒီလိုပုံစံမျိုးနဲ့ပဲမင်းမင်းတို့ကဖုတ်မီ၃ခါရှက်ကော့တစ်ခါဖုတ်မီ၃ခါရှက်ကော့တစ်ခါကိုဒီပေါ့နော်အာ BLO BLO ကျိုးကလေးတွေပေါ်နေတဲ့အထိအဆုံးထိပေါ့နော်မင်းမင်းတို့ထိုးပြီးသွားပါမယ် ကဲအခုဆိုရင်တော့အရန်ကိုချက်ဖို့ကောင်းတဲ့ခေါင်းကလေးနဲ့စပင်ကလေးပေါ်လာပြီပဲဖြစ်ပါတယ်ဆိုတော့ကအမေမင်းတို့စတင်ထိုးတဲ့နေရာရဲ့ကျိုးစားကလေးနဲ့အဆုံးသတ်ထားတဲ့ကျိုးကလေးကိုဒီခေါင်းရဲ့ပေါ့နော်အစင်ပြေနေရာလေးကနေပြီးတော့အမေမင်းတို့ထည့်လိုက်ပါမယ်ထည့်ပြီးရခါမှာအဲ့ဒီအစင်အောင်ကျိုးလေးနဲ့ကျိုးဖို့ပဲမင်းတို့ပြန်ပူးလိမ့်ချပြီးတော့ဒီခေါင်းလေးထဲမှာပဲပြန်ထည့်လိုက်ပြပေါ့နော် ကဲအားလုံးပြီးသွားပြီဆိုရင်တော့မင်းမင်းတို့အခုချိန်မှာအရေးကြီးဆုံးအချိန်နဲ့တခုရောက်လာပါပြီဒါကတော့ဒီဥပကောင်လေးကိုလုံးလုံးလေးဖြတ်သွားဖို့ရန်အတွက်မင်းမင်းတို့ဆီလီကွန်လေးတွေအာတုံ့ပုံချောက်ကွန်လေးတွေပေါ့နော်အဆင်ပြေတာလေးတခုခုကိုထည့်သွင်းပေးရပါမယ်ဆိုတော့ဒီဟာကိုထည့်တဲ့အခါမှာလေးကြောက်ကွန်လေးတွေကိုတည်တည်ချာဖွာပြီးမှထည့်ပေးရမယ်ပြီးရဲ့အချိန်မှာမင်းမင်းတို့အဆင်ရှိလက်ရှိလေးနဲ့ပေါ့နော်ဒီကောင်လေးကိုလုံးလုံးလေးဖြတ်အောင်ပုံဖော်ပြီးတော့ဖန်တီးပေးရမှာဖြစ်ပါတယ် ကျွန်တော်ကအခုနောက်ဆုံးမှာ final result နေနဲ့ဒီလိုလေးရလာပြီเนาะအဲ့ဒါလေးပြီးပြီဆိုရင်တော့မင်းမင်းကတကယ်ဆိုရင် decree ထပ်ထိုးလို့ရသေးတယ်သို့တော့ရုပ်ထွက်လာလာလေးမြင်ချင်လို့ပေါ့เนาะ1 decree မှာမင်းမင်းတို့ရလိုက်တယ်ပြီးတဲ့အခါမှာအခုမင်းမင်းတို့ကြိုးသိမ်းပါမယ်အာကြိုးလေးတွေကိုမင်းမင်းတို့သိမ်းတဲ့အချိန်မှာဒီဖွင့်မီနှစ်ကြိုးစလုံးမယူဘဲနဲ့ FL လို့ပေါ့เนาะအရှိတကြိုးကိုပဲယူပြီးတော့အာဆက်နှက်ချက်ရှိတဲ့အတိုင်းပေါ့เนาะမင်းမင်းတို့ဆက်နှက်ချိန်ဒီဒီ6အကလေးနဲ့ တိမ့်တိမ့်တိမ့်ပြီးသွားပါမယ်ဒီနေရာကလုံးဝအသက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာရုပ်ပြဆင်ပြဖြစ်သွားပြီဆိုရင် အောက်ကြီးကလုံးဝကြီးရအယုဆိုးအကြီးတန်ဖြစ်သွားနိုင်မယ်ပေါ့နော်ဒါကြောင့်မလို့ဒီညလေးမှာအထူးဂရုစိုက်ပြီးတော့တေတီတက်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 ခါခါလေးနဲ့အဆိတ်ရှည်လက်ရှည်နဲ့တချိုးချင်းစီတပေါက်ချင်းစီတေတီချာလေးထည့်ပေးဖို့လိုအပ်ပါတယ်အပေါက်ကျော်သွားတာတွေပါတယ်မဖြစ်စင်ရအထူးတတိပြုပါ ဒါလေးလေးကိုအကုန်လုံးထည့်ပေးသွားပြီးဆိုရင်တော့မမင်းတို့ဆွဲရတော့မယ်ပေါ့နော်ဆွဲတဲ့အခါမှာအခုဆိုရင်မင်းမင်းအသုံးပြုထားတာကအာရေခဲကြီးအသေးပြတ်တယ်ပေါ့နော်သူကဒီလိုဆွဲရတဲ့နေရာမှာတော်တော်လေးကိုကတိတယ်ပေါ့နော်ဒါကြောင့်မလို့တင်းတင်းချာချာလေးစိတ်ရှင်လက်ရှင်နဲ့ဖြည်းဖြည်းလေးထိန်ဆွဲပေးရပါတယ်အာပြင်းပြင်းလေးနဲ့ဆိုရင်ကျွေးရဖရော့ခ်နဲ့ပြတ်သွားမယ်ဆိုရင်အဆင်မပြေဘူးပေါ့နော်ဆိုတော့အခုပိန်လိုက်တဲ့အချိန်မှာအရန်ကိုချစ်စရာကောင်းပြီးတော့တတ်တတ်ခါခါလေးနဲ့ပေါ့နော် ဒီ ping လေးကိုနောက်ဆုံးမှပိတ်လိုက်နိုင်ပြီပဲဖြစ်တယ်ပေါ့เนาะဆိုတော့အခုအမပုံမှန်မြင်တွေ့ရတိုင်းပေါ့เนาะလုံးဝတက်တက်ရဲ့ကလေးနဲ့ပုံစံတကြားလာလာပပလေးဖြစ်သွားပါပြီဆိုတော့ဒီလိုမျိုးလေးကိုဒီလိုဘယ်လိုမှဆိုတော့ဒီလိုအာပုံလေးကိုလိုချင်နေဆိုရင်တော့ decrease ဒဇန်လုံးမပတ်ဖို့အရေးကြီးတယ်ပေါ့เนาะ decrease ဒဇန်လုံးပတ်လိုက်ပြီဆိုရင်ဒီလိုပုံစံမျိုးထွက်မလာတော့ပါဘူးပေါ့เนาะကဲအဲ့ဒီခါမှာအခုကတော့ဝူဖားလေးမှာ ာသူ့ရဲ့ network လေးကိုမင်းတို့ထိုးမှဖြစ်တယ်ဗောနော် network လေးကိုထိုးတဲ့အခါမှာလည်းမင်းမင်းကခြေဒီခေါင်းမှာအသုံးပြုထားတဲ့အကြောင်းလေးကိုပြန်သုံးပေးပါမယ်အာပြီးရအချိန်မှာ magic ring လုံးမယ်ဖုန်ပြီးလုပ်ပြီးတော့အဲဒီ magic ring ထဲမှာ time to shit entity ထိုးပါမယ်ခင်ဗျာ dino shit ချိန်တီတီထိုးပြီးတော့ဒီ network လေးကိုနှစ်ဖက်တီတီပေါ့เนาะမင်းတို့ထိုးပေးရပါမယ် အဲ့ဒါကကြာမှာမင်းမင်းတို့ကဘူပါရဲ့ချက်စရာရုပ်ကလေးကပို့ပြီးတော့ပုံပေါ်လာမှာပဲဖြစ်ပါတယ်เนาะကဲရှစ်ချိန်ကြီးကြီးထိုးပြီးသွားပြီဆိုရင်မင်းမင်းတို့ဒီကျိုးလေးကိုခွင်းလေးကိုပေါ့နော်စီနီယာတတိချာလေးဆွဲလိုက်ပါမယ်အခုဆိုရင်တော့ဘူပါနှစ်ရက်နှစ်ဖက်စလုံးရလာပြီဖြစ်တယ်ဆိုတော့မင်းမင်းတို့ကဒီကောင်းလေးမှာပေါ့နော်ကိုအရှိဘတ်လို့ယူစားတဲ့အချမ်းရဲ့ဘေးမှာတည်တည်ချာ friendly ချပြီးတော့အာမင်းတို့နေရွက်ကလေးကိုတက်ဆင်ပါမယ်နော် နရွက်ကလေးကိုတက်ဆင်တော့မဲ့အခါမှာအရှိအနောက်ကိုကြိုက်တဲ့အရာကိုအရှိဘက်ဆိုရင်လည်းနှစ်ဖက်ဆိုလိုမျိုးရောင်းလေးထားပေးပါအာမင်းမင်းကတော့အခုမြင်တွေ့နေရတဲ့အတိုင်းလေးပဲပေါ့နော်စွစွပေါင်းအာ နှစ် round တတီကိုပေါ့နော်ခြာပြီးတော့အဟိုဘန်နဲ့ဒီဘန်မျှအောင်ယူလိုက်ပါတယ်ပြီးရဲ့အချိန်မှာခိုင်ခန့်နေအောင်တတီချာချာလေးဗီဒီယိုမှာမြင်သွင်းနေရတဲ့အတိုင်းအကပ်ပြီးတော့တတီချာလေးပေါ့နော်ချုပ်ပေးလိုက်ပါတယ်ဆိုတော့ဒီလိုချုပ်တဲ့နေရာတွေကအရန်ကိုတတိထားပါမယ်ချုပ်ချက်ဒီမလာဘူးဆိုရင်အယုတ်ကလေးတွေကယုတ်ဆိုးသွားနိုင်ပါတယ်နော် Okay နေရနဖက်စလုံးတက်ပြီးသွားပြီဆိုရင်နောက်ထပ်တစ်ဆင့်နေနဲ့မျက်လုံးလေးကိုအဆင်ပြေအောင်ကော်လင်းနဲ့ကပ်လိုက်ပါ။ Okay အရင်ကိုလပ်ပါပြီနော်။ဒါဆိုရင်ဒီဘူပါလေးမှာမိမိအခုဆိုရင်ချီအက်မိန်လေးနဲ့တူတာဘဇက်လေးကိုဖန်တီးပေးပါမယ်။ဆိုတော့ဘဇက်လေးကိုဖန်တီးတဲ့အခါမှာမိမိကရိုးရိုးမစ်ကော်တွန်ဖိုက်ပလိုင်းကိုအသုံးပြုထားပါတယ်။တော်တော်ဒီဖိုက်ပလိုင်းထဲမှာမှနှစ်ကြိုးပဲပေါ့နော်မိမိယူလိုက်တဲ့ အရင်ထူရင်လည်းအာပဇက်ကြီးကမှတ်လာမှာဆိုလို့ပေါ့နော်ပပကလေးပဲမြင်မြင်ယူရပေးပါတယ်ကဲအခုဆိုရင်တော့သူ့ကိုပြုံးနေတဲ့ပုံစံလေးဖန်တီးထားပေးတာပါကဲဦးမလေးနဲ့အရင်တူပြီးတော့အရင်ကိုစဖို့ကောင်းနေပြီပေါ့နော်ဆိုတော့ဒီအခုပဇက်ပြီးပြီဆိုရင်နောက်ဆုံးတက်စမယ်ကျွန်မတို့ရဲ့နော် ဆုံးတစ်ဆင့်နေနဲ့သူရဲ့ပါနှစ်ဖက်မှာမမြင်ကအာဒီ make up လေးဖြစ်ဖြစ်ပေါ့နော်ပါနီလေးဖြစ်ဖြစ်ချိန်ပေးလိုက်ပါတယ်အဲ့ဒီအခါမှာအရန်ကိုချစ်ဖို့ကောင်းတယ်ဘူပါလေးကိုအာရပြီပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရုပ်လေးတွေကိုပြန်အောင်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုဘကိုပဲလိုချင်လိုပဲဖြစ်ဖြစ်အရန်ကိုချစ်ဖို့ကောင်းတယ်ဒီအချိန်မှာမများကီချင်းလေးဖန်ပြီးရဖြစ်တဲ့အတွက်ကြောင့်မလို့ကီချင်းလေးနဲ့တက်ဆင်လိုက်တဲ့အခါမှာတော့အရန်ကိုချစ်ဖို့ကောင်းတယ်ဘူပါလေးတစ်ယောက်ကို အာပိုင်ဆိုင်ရည်ရဖြစ်ပါတယ်။ကဲဒါဆိုရင် အချိန်အားဖြစ်ဆိုရင်လည်းတက်နိုင်ဝင်းစံတော်မကြဘူးနော်။ရုတ်ထွက်လေးရလက်အင်မတန်ကိုလှတယ်။ဇူလေးကတပတ်တလန်ရနဲ့အထောက်ကူပြုမယ်လို့လည်းမိမိအကျွမ်းမဲ့ယုံကြည်ပါတယ်နော်။ဆိုတော့နောက်ထပ်ဗီဒီယိုအသစ်တစ်ပုဒ်မှာပြန်လည်ဆောင်တွေ့ကြမယ်။လှပါတဲ့အယုံလေးတွေကိုအတူတူဖန်တီးကြအောင်နော်။အားလုံးပဲကြည့်ရှုပေးတဲ့သူတယောက်ချင်းဆိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲဘိုင်ဘိုင်